ပန်တူချာကိုချန်ပီယံခပ်အတွက်စင်ခေါ်လိုက်တဲ့ဂျော်ရှဘန် ပေတကြီးချင်းဖိုင်တာလေးကျော်ရွှေဘန်ကတော့မြန်မာဆိုတာပါလေကဘာကတည်အောင်ချက်မှန်တက်တည်ပြလိုက်ပြပါပြီနော်အခုဆိုရင်တော့ဘန်ရဲ့ပြည်သူတွေကတဖြည်းဖြည်းတိုးဝလာနေပါတယ်အဲ့ဒီအထက်ကမှအလှပောင်းစုံကလူတွေပဝန်သလိုဂန်ဝန်ဖိုင်တာကြီးတွေကိုတိုင်းဘန်ရဲ့ဖန်ဖြစ်လာခဲ့တာကိုတွေ့ရပါတယ် UFC မှာကစားခဲ့တဲ့ကိုဘဲမှာတော့ပွဲစဉ်တစ်ပွဲသာရှုံးနေထားတာဖြစ်ပြီးကျန်တဲ့ပွဲစဉ်တိုင်းကိုတော့အနိုင်ရအောင်ထိုးသက်ထားခဲ့တာဖြစ်ပါတယ်အခုဆိုရင်တော့ဂျော့ရှ်ဘန်က Flyweight တန်းရဲ့ချန်ပီယံခပ်ပတ်လူ့ခွင့်ရရှိတော့မှာဖြစ်ပါတယ် မြန်မာနိုင်ငံသားတရားအနေနဲ့ UFC မှာချန်ပီယံလူခွင့်ရတော့မယ်လို့တွေးကြည့်လိုက်အောင်နဲ့တင်တကယ်ကိုရင်ခုန်ဆဲလို့ရှားဝယ်ကောင်းလွန်နေခဲ့ပါတယ်။အဲ့ဒီလိုမြန်မာပြည်သားတွေရင်ခုန်ဆဲလို့ရှားအောင် Joshua Ban ဆိုတဲ့အသက်23နှစ်အရွယ်ကောင်လေးကလှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ချင်းတိုင်းသားလေး Joshua Ban ကတော့အခုဆိုရင်ထင်မထက်လောက်အောင်ကြောက်ခမန်းလေးလေး UFC မှာတောက်ပလာမှုကဘယ်သူမှတားဆီးလို့မရနိုင်အောင်ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင်တော့ UFC လို့ကမ္ဘာအဆင့်အများမျိုးမှာကိုလာအကျွင်းငါးဘွဲထုတ်သက်နိုင်တဲ့ဖိုက်တာဆိုတာကမရှိသလောက်ရှားပါတယ်။ဒါပေမဲ့ဒီချစ်တဲ့လူငယ်ဖိုက်တာလေးကတော့အဲ့ဒီလိုမှတ်တမ်းကောင်းနေတဲ့သူချန်ပီယံခပ်ပရဖို့အတွက်ချီတက်နေခဲ့ပါတယ်။ Joshua Ben က UFC ကိုရောက်တာ2နှစ်လောက်သာရှိသေးတာပါ။အဲ့ဒီနှစ်နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာအခုဆိုရင်တော့ချန်ပီယံခပ်ပတ်စင်ခေါ်ထုတ်သက်ခွင့်ရရှိခဲ့ပါပြီ။မနေ့ကထုတ်သက်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်း Ben ကသူ့ထက်အကောင်ကြီးပြီးချစ်တန်လက်တန်ရှိတဲ့ UFC ရဲ့ Reign 1အဆက်မှာရှိတဲ့ Brandon Roberts နဲ့ထုတ်သက်ခဲ့တာဖြစ်ပါတယ်။ တော်တော်များများကတော့ Brandon ကိုပဲအနိုင်ရမယ်ဆိုပြီးတော့ခံမှန်းခဲ့ကြတာပါ Brandon ကိုယ်တိုင်ကလည်း Joshua Ben ကိုအမှောက်သိပ်ပြမယ်ဆိုပြီးတော့ကြုံဝါထားတာရှိခဲ့ပါတယ်ဒါပေမဲ့ပွဲပြီးမှာတော့ Brandon တယောက်ခြေတော့မထောက်နိုင်လို့လို့ဂျိုင်းတော့အကူလေးနဲ့သွာလာနေတဲ့ပုံရိပ်လေးတွေကပွဲပြီး Social Media မှာပြန့်နှံ့ခဲ့သေးတာပါဘန်ငါရောစကားအပေါ်လိုတိတ်မပြောပဲသူ့ရဲ့ရီမတ်ချက်ပန်းနိုင်ကိုအရောက်လှမ်းနေခဲ့တယ်ဆိုတော့ဒီဘက်ကိုကြည့်တင်နိုင်ပါတယ်ရှင်။အနိုင်ရတဲ့ဖိုက်တာကချန်ပီယံခပ်ဆင်ကာကွန်းရမယ်ဆိုတော့ကြောင့်ဖိုက်တာနှစ်ဦးစလုံးကအကျင့်နဲ့ထိုးသက်ခဲ့ကြပါဗျ။ ဒါကြောင့်လဲပြည်သက်တွေအတွက်တော့ကြည်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့ Fight of the Night bonus ဒေါ်လာ9000စီရရှိခဲ့ကြပါတယ်။ Ricky One Asset Fighter ကိုအနိုင်ယူပြီး Joshua Ben က Plywood Dan Champion ခပ်ဘက်စင်ကာပူရရှိသွားခဲ့ပြီးဖြစ်ပါတယ်။ Joshua Ben ကတော့သူ့ပွဲပြီးမှာလက်ရှိ Champion Pandu Cha ရဲ့ခပ်ဘက်ကောက်ွယ်ပွဲကိုလည်းစောင့်ကြည့်အားပေးဖြစ်ခဲ့ပါတယ်။ Pandu Cha ကပြိုင်ဘက် Fighter Kangra Reference ကိုအနိုင်ယူပြီးတော့သူ့ရဲ့ခပ်ဘက်ကို၄ချိန်မြောက်ကောက်ွယ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လာမယ့်ပွဲမှာတော့ကျမတို့မြန်မာနိုင်ငံသားလေး Joshua Ben နဲ့ Brazil Fighter Panuza တို့ရဲ့ချန်ပီယံခပ်ပတ်လူပွဲထိုးသက်သွားကြတော့မှာဖြစ်ပါတယ်။မကုံကောင်းပါတယ် Ground Skate ကောင်းပါတယ်ဆိုရက်လက်ရှိချန်ပီယံ Panuza ကိုဘန်တရဘလို့ဖြိုပြမလဲဆိုတာကတော့ကျမတို့တကယ်ကိုစိတ်လို့ရှာပြီးတော့အင်ခုံမှုကောင်းလွန်နေခဲ့ပါပြီ။ Joshua Ben က Panuza ကိုအယံမြင့်မြတ်တဲ့ Fighter ကောင်းတယောက်ပါ။ဒါပေမဲ့တန်းကကျွန်တော်နဲ့မတွေ့သေးလို့ပါဆိုပြီးတော့ပြောဆိုထားခဲ့တာဖြစ်ပါတယ်။ဘန်ကတော့ပန်ဒူဂျာကိုယုံကြည်မှုရှိရှိချန်ပီယံခပ်ပတ်အတွက်စိန်ခေါ်လိုက်ပါပြီနော်။ ချန်ပီယံခပတ်စင်ကုန်ကိုအချိန်တူတူလေးနဲ့ရယူနိုင်ခဲ့တဲ့ဘန်ကတော့ကိုကိုကိုယုံကြည်မှုအပြည့်ရှိသူတယောက်ဖြစ်တယ်လို့သွေးအေးနဲ့ပွဲကိုကစားတတ်တဲ့ဖိုင်တာကောင်တယောက်ဆိုတာညင်းလို့မရပါဘူး။ပန်ဒိုချာနဲ့ပွဲကတော့အရင်ပွဲတွေလောက်တော့လွယ်မှာမဟုတ်ပါဘူး။ချန်ပီယံခပတ်ဆာလောင်နေတဲ့ဂျော့ရှ်ရဘန်ကအချိန်နဲ့ကြိုးစားရယူသွားမယ်ဆိုတာကတော့ယုံမတန်တရားဖြစ်စရာတော့လုံးဝမထင်ပါဘူး။နောက်ပြီးတော့သူ့နောက်မှာအားပေးနေတဲ့ပြိတ္တအင်အားကလည်း Joshua Ben အတွက်ယုံကြည်မှုပို့ပြီးတော့တိုးစီမှာဖြစ်ပါတယ်။ ဒါကြောင့်ချန်ပီယံခပ်ဘက်ကိုအရယူသွားမယ်မြမပြပွားချင်းတိုင်းသားနဲ့ဂျိုရှူရာဘန်နဲ့ UFC မှာအောင်မြင်မှုအသီးအပွက်တွေကိုတော့ဝကြီးကြည့်ရှုအားပေးလိုက်ကြရအောင်ပါလားရှင်။